ွှေဆိုင်ပန်းရှင်ဘွားကနေငလင်ကြောင့်ခင်ပုံးတဲ့ကိုလက်လွတ်လိုက်ရသလိုခြေတော်တက်ဖက်လည်းမရှိတော့တဲ့မဆူလေးခိုင်ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ငလင်ကကြိုတင်တွတ်ဆလို့လည်းမရနိုင်သလိုထွက်ပြေးဖို့လည်းအချိန်မရတာကြောင့်ကွယ်လွန်သွားတဲ့သူတွေအများကြီးရှိပါတယ်ငလင်ဘေးမှာပါသွားခဲ့ပေမဲ့အသက်ကိုမထိခိုက်ခဲ့ပေမဲ့ခြေတော်တက်ဖက်ဆုံးရှုံးလိုက်ရသလိုခင်ပုံးတဲ့ကိုလည်းကွယ်လွန်ရွှေဆိုင်တဲ့အိမ်ကိုလည်းဆွေမျိုးတွေကတင်းထားတာခံလိုက်ရသူကတော့ပြင်မနာမျိုးကမဆူလေးခိုင်ဖြစ်ပါတယ် မတ်စုလေးခိုင်ကပြင်မနာမြို့မှာအပေါင်ဆိုင်နဲ့ရွှေဆိုင်ကိုဖွင့်လှစ်ထားတာပါသူမရဲ့ခင်ပေါ်နဲ့အလို့တူတူစူးစမ်းပြီးတော့ဖွင့်လှစ်ထားတာဖြစ်ပြီးငလင်းလုံးမဲ့ရက်မှာတော့ဆိုင်မာဆိုင်ရင်တွက်နေကြပါတယ်။သူတို့ရှိနေတဲ့အဆောက်အဦးက၃ထပ်အဆောက်အဦးဖြစ်ပြီးတော့ညီညီထပ်မှာဆိုင်ဖွင့်ထားခဲ့ပါတယ်။ ရုတ်တရက်ငလင်းလှုပ်လိုက်တဲ့ချိန်မှာပဲခင်မုံးတဲ့ကိုအဆအဦးကပြီးသွားခဲ့ပါတော့တယ်။မဆုလေးခိုင်ရဲ့အနီးနားမှာတော့အခြားပစ္စည်းတွေနဲ့ခံနေသေးရကြောင်းနေရန်ကြီးတွေမပြီးသွားခဲ့ပါဘူး။ဒါပေမဲ့မဆုလေးခိုင်ကိုည9:00နာရီမှာပဲကယ်တင်နိုင်ခဲ့ရပါသူ့ကိုကယ်တင်ပေးရသူတွေလောင်နိုင်ပေါင်းများစွာစောင့်ခဲ့ရပြီးတော့ကယ်တင်ပေးမဲ့သူလာမှပဲအပြင်ထွက်လို့ရပါတော့တယ်။ မဆူလေးခိုင်ကိုစေယုံကိုလိုက်ပို့ကြပြီးတော့အသက်မဆုံးရှုံးပေမယ့်ခြေထောက်ကိုအဆောက်အဦပြီးသွားခဲ့ရာကြောင့်ခြေထောက်တစ်ဖက်ကိုဖြတ်လိုက်ရပါတော့တယ်။ပောင်ကနေဖြတ်လိုက်ရတာကြောင့်စေယုံတက်နေစဉ်မှာသူ့ရဲ့ခင်မုန်းတဲ့ကကွဲလွန်သွားကြောင်းသိလိုက်ရပါတော့တယ်။ခင်မုန်းတဲ့ကွဲလွန်တာကြောင့်ပူဆွေးတော်ကရောက်နေရတဲ့ချိန်မှာဆွေမျိုးတွေကရွှေ90သားကိုတိမ့်သွားခဲ့ရာကြောင့်သူ့အတွက်ရွှေတွေကလည်းမကြံရစ်တော့ပါဘူး။ အင်ကိုပါတင်လိုက်တာကြောင့်အဝိအစားတွေကိုတောင်အနေငယ်ပဲပြန်ရလိုက်ပါတယ်။သူဘဝမှာအခက်အခဲဆုံးဖြစ်နေတဲ့အချိန်မှာဆွေမျိုးတွေကအမကူညီကြတဲ့အပြင်ဘဝကိုရက်တည်လို့မရအောင်ပစ္စည်းတွေကိုပါတင်ထားလိုက်တာကြောင့်မတ်စုလေးခန့်ကတော့အရန်ခက်ခဲသွားပြီးတော့မလုပ်ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။တရားရင်ဆိုင်ရတာတွေပါရှိခဲ့ပြီးတော့မဆုလေးခိုင်ရဲ့ခင်မရတဲ့မိတ်ဆွေတွေကလည်းမသိချင်အောင်စောင့်နေခဲ့ပါတယ် ဘဝမှာတန်ဖိုးထားရတဲ့အရာတွေအလုံးကိုတပြိုင်တည်းထဲလက်လွတ်လိုက်ရတဲ့မတ်စုလေးခန်းကအားပေးရသူတွေကြောင့်ပြန်လည်အားတက်လာခဲ့ပြီးတော့မကြခင်မှာပဲအထောင်းဆိုင်လေးကိုဖွင့်သွားတော့မှာပါ။သူရဲ့ဘဝကိုဒီအတိုင်းပဲရက်တက်နေလို့မရပဲရှေ့ဆက်သွားမှဖြစ်မယ်ဆိုပြီးတော့အထောင်းဆိုင်လေးကိုဖွင့်ဖို့အစီအစဉ်ထားပါပြီခြေတော်အတူလည်းတတ်ထားရပြီးတော့သူ့သက်ကျွမ်းတဲ့အရာနဲ့ပဲရက်တီတော်မှဖြစ်ပြီးစိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် သူ့လိုမျိုးခံနိုင်ရှိဖို့လည်းမလွယ်ကူဘဲနဲ့ဆွေမျိုးတွေကကိုကျင်းစာပေးတင်ပေမယ့်ခင်မုန်းတဲ့မရှိတာနဲ့ပြည့်စည်တွေကယူသွားရတာကြောင့်စိတ်နာသွားခဲ့သူပါမဆူလေးခိုင်လိုအဖြစ်မျိုးကိုကြုံတွေ့နေရတဲ့အခြားသောအမျိုးသမီးတွေရှိပင်ပဲလေဒီလောက်ထိမဆိုးရွားပေမဲ့မဆူလေးခိုင်ရဲ့သူ့ဘဝဟာတုံညာကတောင်စရမှာမဟုတ်ပဲတုံညာထပ်ပေါ်နေရဲ့ဘဝကနေစတင်ရမှာဖြစ်ပါတယ် ငလင်းလုံးခလိုက်တာကမကြပါပဲတသက်လုံးစုဆောင်ထားတဲ့ပစ္စည်းတွေလည်းကုန်သွားခဲ့တယ်လို့အာကိုရတဲ့ခင်မုန်းတဲ့ကိုလည်းကံကြမ္မာကြီးကခေါ်သွားခဲ့ပါတယ်။ဒါတင်မကသေးပဲမဆူလေးခိုင်ရဲ့ခြေထောက်တစ်ဖက်ကိုပါပေးလိုက်ရတာကြောင့်သူ့အတွက်မယူးယုံတမဲရက်တည်နေရပါတယ်။ ဒီလိုအခြေအနေတွေကိုကြုံနေရတာကြောင့်မဆုလေးခိုင်ကအထောင်းဆိုင်လေးကိုဖွင့်မယ်ဆိုတာကြောင့်စိတ်သက်ခိုင်မမှုတွေကိုအလုံးကချီးကျူးနေကြပါတယ်။တော်ရုံအမျိုးသမီးတယောက်မဟုတ်ဘဲသူခံစားခဲ့ရတဲ့အရာတွေကိုတည်တည်ငြိမ်ငြိမ်ပြန်လည်ပြောပြနိုင်တဲ့အနေအထားကိုရောက်ရှိသွားပါပြီ။မဆုလေးခိုင်ကအရင်လိုမျိုးရွှေဆိုင်ပိုင်ရှင်ဘဝကိုပြန်လည်ရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။